အလုတ်တိုင်းအတွက်အထူးကရေးခြင်းမိတ်ဆွေနေဖြင့်ဘာအလုတ်ပဲလှုပ်လို့အောင်မြင်မှုရရှိရန်အတွက်လိုအပ်သော ရေးခြင်းတရဟာဘာလဲအခက်ဆုံးတဲ့အတိအကျဆုံးလုပ်ငန်းတစ်ခုကိုနိုင်ရှင်ကြည့်ကြပါစို့သိပ္ပံပညာကောင်းပြီသိပ္ပံပညာရှင်တယောက်ဖြစ်လာရင်အရေးကြီးဆုံးလိုအပ်သောရည်စင်မှာလျှက်ပြတ်တယ်လို့မျက်စံထက်မြက်သည့်စိတ်ဖြစ်သည်ဟုဆိုမှလားဒါမှမဟုတ်အံ့ဖွယ်ထူးခြားတဲ့မှတ်ဉာဏ်လို့ပြောမှလားအစဉ်မြေပညာရည်ချင်းလား မေကွန်းမြိုင်ဖြေကိုထိတ်တဲတင်ညာပညာရှင်ကြီးဒေါက်တာအက်ဒ်ဝတ်ထေလာကဖြေဆိုထားပါတယ်။အောင်မြင်တဲ့သိပ္ပံပညာရှင်တယောက်ဖြစ်လာဖို့အတွက်လျက်ပြတ်သလိုထက်မြက်မြန်ဆန်တဲ့စိတ်ဓာတ်လည်းမလိုဘူး။အံပွဲထူးခြားတဲ့မှဉဏ်လည်းမလိုဘူး။အမြင့်ဆုံးကျပညာရည်ချင်းလည်းမလိုသလိုအရေးကြီးတဲ့တခုရင်းသောရည်ချင်းကတော့သိပ္ပံပညာကိုထက်ထက်တန်တန်စိတ်ဝင်စားမှုပါပဲ။ လို့ပြောပါတယ်။အေးရေးခြင်းဟာသိပ္ပံပညာတစ်ခုတည်းနဲ့သာဆိုင်နေမှာဟုတ်။ဘာသာရေးအလုံးအလုတ်ကိုင်းအလုံးသက်ဆိုင်နေ။မိတ်ဆွေသည်အောင်မြင်လို့လျင်မိမိလုပ်တွင်ထပ်ထပ်တန်တန်စိတ်ဝင်စားမှုရှိဖို့လိုတယ်။သိပ္ပံပညာရှင်ဤစက်မှုနဲ့ဆိုင်သောအချက်အလက်များပေါ် အခြေခံသောတင်ချတိကြသောအလုံးမှာထက်တန်သောစိတ်ဝင်စားမှုသည်မရှိမပြည့်အရေးကြီးလျင်အခြားသောလုံများအတွက်လည်းအရေးကြီးပြီးထက်တန်သောစိတ်ဝင်စားမှုသည်မိတ်ဆွေရခုလုံနေသောအလုံးအတွက်လည်းမရှိမပြည့်အရေးကြီးပါတယ်။အနာဂတ်ကာလတွင်လုံရန်မျှော်လင့်ထားသောပုံရိပ်အစီအမင်းသည့်လုပ်ငန်းအတွက်လည်းမရှိမပြည့်အရေးကြီးသည်ဒေါက်တာတယ်လာ၏စကားအတိုင်းထပ်ပြောရရင်အရေးကြီးတဲ့တစ်ခုတည်းသောရည်ချင်းကတော့ ထထတန်တန်စိတ်ဝင်စားမှုရှိမှုပါပဲခမည်းရဲ့လုပ်ထဲမှာပြင်းပြတဲ့စိတ်အားထက်သန်မှုရှိပြီးစိတ်အားထက်သန်မှုကြောင့်တမှုထူးခြားစေနိုင်ပါတယ်လို့ရှင်းသားခဲ့မှုပါတယ်မိတ်ဆွေဟာမိမိလုပ်ငန်းတွင် ထိတ်တန့်ရောက်လို့လေဇာရေးဆရာကြီး Rice Chocolate ၏ဝတ္ထုထဲမှာသင်ခန်းစာကိုလေ့လာသင်ပါတယ်သူရဲ့ဝတ္ထုနာမည်ကကြီးကျယ်ခမ်းနားသောအစွဲလမ်းနဲ့မိတ်ဆွေလုပ်ငန်းသည်အစွဲလမ်းကြီးကျယ်ခမ်းနားသောအစွဲလမ်းဖြစ်လာလိမိတ်ဆွေအတွက်ထိတ်ဆုံးတုံရောက်ရ အခြားမြေတီရေချင်တွေလိုအပ်နေသည်ပင်ဖြစ်စေအရာခတ်သိမ်းသည်သူ့နေရာနှင့်သူအားလုံးအဆင်ပြေသွားပါလိမ့်မယ်ပြထားသောပိုင်းစာကလေးများဖြင့်ညံစမ်းရုပ်ဆက်နီတစ်ခုကိုဘလောက်ပင်ခက်ခဲအောင်လုပ်ထားတော့လဲကျွမ်းကျင်သူတရားပြီးလက်တဲပိုင်းစာအလုံးကိုသူနေရာနဲ့သူအဝင်ခွင့်ချဖြစ်အောင်လုပ်နိုင်စွမ်းတကယ်သူခက်ခဲအလုံးပြည်လဲသွားပါလိမ့်မယ်လူ့ဘဝ၏စိတ်ပိုင်းအလုံးဒီလဲကျွမ်းကျင်သူတရားပြီးလက်ထဲတွင်သူနေရာနဲ့သူအဆင်ပြေသွားတာကြီးပါပဲ ိုကိုသူတမခယူဆိုင်အောင်လုပ်ပါမိတ်ဆွေအားတတိပိမထာမိသောလူတွေပေါ်ရင်မိတ်ဆွေနေပြင်ဘလို့နင်းနေမှာဩစာမညောင်းနိုင်မိတ်ဆွေအားခင်မလာအောင်လဲမလုံနိုင်လုံနိုင်သောနည်းရှိပါတယ်အဲ့ဒီနည်းဟာမိတ်ဆွေအားလူတွေတတိပြုမိလာအောင်တီလာအောင်ခင်မလာအောင်လှုပ်သောစိတ်သေးပေါင်းနည်းဖြစ်ပါတယ် အစည်းအဝေးတစ်ခုပါတီပွဲတစ်ခုသို့မဟုတ်တခြားလူစုလူဝေးတစ်ခုသို့မတည့်ရောက်မီခေတ္တရပြီးမိမိစိတ်ဓာတ်ကိုဥစွာကြိုတင်ပြုပြင်မှာကိုကိုကိုယုံကြည်မှုအပြည့်ဖြင့်ငါလူတိုင်းကိုတည်တယ်လူတိုင်းကိုခင်တယ်ဟူ၍နှလုံးသွင်းထားလိုက်ပါအဲဒီနောက်တူတော်ရေးရောက်သွားတော့အခါတွင်လေတွေးသည့်လူတိုင်းကိုခေမင်းစွာကောင်းမြိတ်နှုတ်ဆက်ပါ အတိမတ်ပြုလှိုင်းလင်းသောပြုံးကိုပြုံးပါမိတ်ဆွေနှစ်သက်ကြောင်းသူတို့တည်ပါစေခံစားကြပါစေ မိတ်ဆွေတိတိမတိတိအင်းကြီးကိုကျင့်သုံးပြအောင်ကျင့်သုံးပါ ဒီလူကိုတို့ဘာဖြစ်လို့မမတ်မိရမှာတော့ဟူသောအတွေ့တွေသူတို့ကောင်းတဲ့ကိုဝင်လာပါစေအဲ့ဒီချက်ကြောင့်သူတို့ကမိတ်ဆွေကိုဖယူးဆိုင်မိလာကြလိမ့်မယ်မိတ်ဆွေချောင်းကိုတွေ့မိလာကြလိမ့်မယ်မိတ်ဆွေကိုမှတ်မိဖို့အတွက်စူးစမ်းလာကြပါလိမ့်မယ်မိမိနာမှာလူတိုင်းကိုရင်းနှီးသောမိတ်ဆွေများပါမှာလှိုက်လွဲစွာနှုတ်ဆက်ပြောဆိုပါတိတ်ပြီးစောမကြည့်ပါနဲ့ကြာရမခတ်ပါနဲ့မိတ်ဆွေဟောင်းများနဲ့ပြန်တွေ့ရသလိုအင်ဂျူရီရရနဲ့အေးအေးဆေးဆေးသာဆက်ဆံပြောဆိုပါ ခေါင်းဆောင်ကောင်းဖြစ်လို့တော့လူဝများကိုကုကဲဦးစီးဦးဆောင်နိုင်တယ်တကယ့်ကောင်းဆောင်ကောင်းတရားကိုရှာဖွေဖို့တက်နောက်လိုက်တထောင်ကိုရှာတွေ့ဖို့ကပိုရည်လွယ်မြေတီလုပ်ငန်းတွေမဆိုအဓိကပြဿနာသည်ခေါင်းဆောင်ရှာပါခြင်းဖြစ်ပြီးခေါင်းဆောင်ဟူသောယာဒူးနမည်နဲ့ခေါင်းဆောင်တာဝန်ကိုရယူထားသူတသက်မဟုတ်ပဲသိသိပါအောင်မြင်တော့ခေါင်းဆောင်မူနီလဲများကိုတကယ့်ကိုကြွန့်ကြွန့်ကျင်ကျင်လေးလာစီဘူးတာသူဖြစ်ရပါမယ်တွေ့ဒီခါကြောင့် ဘယ်လုပ်ငန်းမှာမဆိုခေါင်းဆောင်ရွေးချယ်မှုမှန်ဖို့အလွန်ရည်ကြည်ပြီးခေါင်းဆောင်ဟာလုပ်ငန်းပေါ်သစ္စာရှိသောအမှုတမ်းအများစုကြီးကိုကြွမ်းကျင်စွာစီးရုံးဆွဲဆောင်ကိုယ်ကဲကြည်ကြံနိုင်လိမ့်မယ်။လုပ်ငန်းကြီးတစ်ခုလုံးလည်းချော်မောအောင်မြင်နိုင်ပါလိမ့်မယ်။ဒီတိရှာစီဝါရေးပညာရှင်တွေစီမံအုံချုပ်မှုဘာလကူကြီး Harvard Inkerson ကအရေးသားခဲ့မှုပါတယ်စီဝါရေးလောကဟူသည်ပြိပခတွေပေါ်ပေါက်ရာဌာန အမျက်နဲ့ရှုံရှီရာဌာနအတက်နဲ့အကြရှီရာဌာန ဘန်ကောက်တွင်စပွဲကြီးနဲ့ထိုင်နေသော အထက်လူကြီးက ။စရိတ်မချောချောလေးတွေက ပြုံးပြပြီးအမှုဆောင်ရောင်ရှိတွေကမြောက်ပြင်းနေကြတော့တတတတတပြောစရာနေရာမျိုးမဟုတ်။အဲဒီစကားဟာအယံကိုမှန်ပါတယ်။စီဝါရေးလောကအတွက်သာမှန်တာမဟုတ်ပဲ။ခေါင်းဆောင်မှုလိုအပ်သောလုပ်ငန်းအားလုံးအခြေအနေအတွက်မှန်ပါတယ်။လုပ်ငန်းတစ်ခုတွင်ပဋိပက္ခပေါ်ပေါက်နှင့်အပြေပမလာသောပြိုင်ဆိုင်မှုစံချိန်ဘတ်တူနှင့်သက်ဆိုင်တဲ့ပဋိပက္ခမျိုးသားဖြစ်တင်ပါတယ်။လုပ်ငန်းတွင်ဝန်ထမ်းချင်းချင်းတိုက်ခိုက်ကြသောပဋိပက္ခမျိုးမဖြစ်တင်ပါ။ လုပ်ငန်းများဆိုရင်အတွင်ပဋိပက္ခတွေပေါ်ပေါက်နေတော့ကြောင့်ပျက်စီးခြင်း၅ပါးနဲ့ကြုံနေရပါတယ်။အဲဒါခါကျောင်းခေါင်းဆောင်ဖြစ်သူရဲ့ပထမဆုံးစိန်ခေါ်မှုဟာလုပ်ငန်းတွင်အမှုရမ်းချင်းချင်းစီလုံးညီညွတ်မှုနဲ့လုပ်ငန်းပေါ်အမှုရမ်းများ၏တည်ဆောက်ရှိမှုဖြစ်ပြီး ခေါင်းဆောင်မှုတင်တဲ့တင်ကန်းဆောင်ပြေဆောင်ကိုဤတခန်းတွင်ရင်ဘလို့မှဖော်ပြရန်မဖြစ်နိုင်အရာကြောင့်ခေါင်းဆောင်နေဖြင့်မှုရမ်းများ၏ပူပေါင်းဆောင်ရွက်မှုနှင့်ဝိစာရှိမှုတို့ကိုရရှိအောင်ဤသို့ပင်ဆောင်ရွက်တင်ကြောင်းအဓိကထားပါသည်မူရမ်းများ၏ပူပေါင်းဆောင်ရွက်မှုနှင့်တစ္ဆာရှိမှုတို့ကိုအမိတ်မေးခြင်းဖြင့်မရရှိနိုင် သူတို့ကိုအတိတ်တရားဖြင့်စူးစမ်းဖော်ဆောင်မှသာရရှိနိုင်ပါမည်။ခေါင်းဆောင်သည် နောက်လိုက်များ၏မျှော်မှန်းချက်များကိုအကောင့်ထဲဖော်ပြခြင်းဖြင့်အာရုံစိုက်ရတဲ့ခေါင်းဆောင်သည်မိုးဆက်ကဲ့သို့နွားနုနစ်ပြား၏အရှံပေပြောများသောဂတိခံနေမည်ကိုညွန်ပြရမည်။အောက်လငယ်သားများအားအဲ့ဒီနေမည်ကိုဦးဆောင်ခေါ်ယူသွားရမည်။ခေါင်းဆောင်သည်ကြပုတ်ကိုင်းပြီးနောက်ဆုံးမှလိုက်သူမဖြစ်ရ။တခုံကိုင်းပြီးရှေ့ဆုံးမှလိုက်သူဖြစ်ရမယ်။ခေါင်းဆောင်ကောင်းတွင်လက်အောင်ငယ်သားများဟူ၍မရှိလုပ်ဖို့ကိုင်းပတ်များသာရှိသည်ကိုသတိပြုပါ။ ြည်သူမှသူ့အတွက်လုပ်ပေးခြင်းမဟုတ်ဘုံရင်မှချက်အောင်မြင်ရေးအတွက်သူ၏လုပ်ပေါ်ခိုင်မတ်များကသူနဲ့အတူပူးတွဲလှုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ခေါင်းဆောင်သည်သူတစ်ပါးချီးကျူးခြင်းကိုအလိုမရှိသူကသာ သူတစ်ပါးကိုချီးကျူးပါတယ်။ အပြေဝါချီကျူတဲ့အမြဲမပြတ်စိတ်ပါလက်ပါချီကျူပါတယ်။ကောင်းဆောင်သည်သူ၏လှူဆောင်မှုပြီးမြတ်မှုအတွက်လူဖော်ကိုင်းပဲများအားချီကျူပြီးရရောလွန်ခြင်းမဟုတ်ပါဘူး။ကောင်းဆောင်ကောင်းရဲ့လက္ခဏာသာဖြစ်ပါတယ်။ကောင်းဆောင်သည်လှူဖော်ကိုင်းဖက်တို့အားသူကောင်းပြုမှုလေးလေသူ့အပေါ်တွင်လှူဖော်ကိုင်းဖက်တို့ကပို၍လေးစားလေးလေးဖြစ်ပါတယ်။ အားနည်းသောအဖွဲ့အစည်းတစ်ခုသည်ကောင်းဆောင်ကိုမမြင်တဲ့နိုင်မကျေနပ်သောအဖွဲ့တစ်ခုသည်တစ်ခုသည်ကောင်းဆောင်ကိုမမြင်တဲ့နိုင်လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်ချခြင်းစီမံကိန်းရေးဆွဲခြင်းတို့လည်းပါဝင်တဲ့သူများကပါဝင်ဆောင်ရွက်မှသာလျှင်ပိုမိုကောင်းမွန်သောပူပေါင်းဆောင်ရွက်မှုကိုရရှိနိုင်ပါမည်ယနေ့ခေတ်တွင်ခေါင်းဆောင်သည်ခေါင်းဆောင်ဆွေရင်းရှိရန်အလိုနေအပ်နေပြီး တက်လက်ရှာသောမှုရန်တရားကိုအလုတ်ပြောင်းရသည့်အတိုင်းအောင်ခေါင်းဆောင်မှုဆွေးရင်ပြေဝသောခေါင်းဆောင်လက်အောက်တင်အောင်လောက်ကိုင်းတင်သည်မိမိယာတုတက်၍ခေါင်းဆောင်ဖြစ်လာလျက်ခေါင်းဆောင်မှုဆွေးရင်ရှိသောခေါင်းဆောင်ကားဖြစ်လာနိုင်လိမ့်မည်ဈေးတေပေါင်းအောင်မြင်နည်းများကိုလေ့လာခြင်းတုံးခြင်း၏ရည်ရွယ်ချက်ဖြစ်သည်မိတ်ဆွေအားကွန်ပျူတာဖြင့်အစာထိုးရေးမရနိုင်သည့်မရှိမဖြစ်မှုရန်တရားဖြစ်လာပြုလိုပါ စီမံအုပ်ချုပ်မှုကိုကွန်ပျူတာဖြင့်စာထုတ်ရေးမရနိုင်ကြောင်းသတိရပါကွန်ပျူတာများကိုစီမံအုပ်ချုပ်မှုကသာထိမ့်ချုပ်ညွန်ကြရသောကြောင့်ဖြစ်ပါတယ်ထိမ့်ဆုံးမှာနေရာလက်အမြဲရှိဟူသောရှေ့စကားတည်းရရှိပါတယ်အဲ့ဒီစကားဟာအမြဲတမ်းမှန်ကန်ပြီးထိမ့်ဆုံးမှာနေရာလက်တွေပို၍ရှိလာပါတယ်ငွေတွေလည်းပို၍ရှိလာတယ်အဲ့ဒီနည်းဟာလည်းအမြဲဆုံးတတိဖြစ်ရန်တည်ကြပေါင်းနည်းဖြစ်ပါတယ်တင်ပေါ်မှာစင်တော်ကကောက်မယ် ဒေါတာနယ်ရင်တကူတဲ့ဧကရစာရီကျင်ကျန်းနေသောသူတို့ဆင်အားနိုင်ငံတော်သမလားဖြင့်တင်ပြောက်ကြသည်ဟူ၍ကြားဘူးကြပါသလားဖေးကြားဘူးပါမလဲဖြစ်မှာမဖြစ်နိုင်တာကိုတို့ဆိုရင်မိတ်ဆွေနေဖြင့်သမရဖြစ်လိုပါသလား ထင်ပေါ်ကြောကြမ်းသူဖြစ်လို့ပါသလားအမြဲဆုံးတည်ဖြစ်လို့ပါသလားဖြစ်လို့လျင်ထင်ပေါ်အောင်လို့ပါကိုကိုကိုတည်ဖြစ်အောင်လို့ပါတည်ဖြစ်မှသာမိတ်ဆွေအားလူတွေကကြဲကြဲပြန့်ပြန့်တည်ပြီးကြဲကြဲပြန့်ပြန့်လက်ခံလာပါမယ်ကြဲကြဲပြန့်ပြန့်လက်ခံခြင်းဟာတေချာပါအောင်အမြဲဆုံးတည်ဖြစ်နေပါအလေးစားဆုံးခေါင်းဆောင်ဤပြဆရာတဆူဖြစ်သူကဘာကျော်မီတီရှာစီးပွားရေးပညာရှင်နဲ့စီးပွားရေးလုပ်ငန်းအတိုင်းမင်ခန့်ကြီးဟာဘက်အင်ကန်စင်ကတင်ပြခဲ့မှုပါတယ် ခေါင်းဆောင်လုပ်သူဟာမြင်ကွင်းနဲ့အမြဲတမ်းရှိနေရမည်။သူသည်စင်ပေါ်မှမိအောင်အောင်နိုင်ရနေရမည်။လူမသိခြင်းမှောင်ရိပ်ထဲရောက်နေခြင်းကိုအခြားရာများထက်သူ့ပိုကြောက်ရမည်။ချီးမွမ်းခြင်းပုတ်ခတ်ခြင်းတို့သူအားမဖြစ်စီနိုင်။လူမသိခြင်းကတော့သူအားဘဝဖြစ်သည့်အဖြစ်စီပြစ်နိုင်ပါတယ်လို့ပြောခဲ့ပါတယ်။ကိုယ်အကြောင်းကိုသတင်းလုပ်ခြင်းဖြင့်လူမသိခြင်းကိုရှောင်ကွင်းနိုင်တယ်။မိသားစုဝင်များနဲ့မိတ်ဆွေများက ကျွန်တော်ဤစာအုပ်ကိုလက်စာဝယ်ပြီးတော့ထန်ထန်ကြောင်းသားများနဲ့တက်ကြွေးပွဲရများလည်းပါဝင်ပါတယ်။တန်ပေါင်းများစွာသောကျွန်တော်ဤစာဖတ်ပရိသတ်များကြားတွင်အချိန်ဤဆွမ်းဆောင်မှုနဲ့ဆောင်ရောင်းလို့ရွာချင်မှုဟာအလွန်ကိုမှလွန်ကြီးမှာပါတယ်။ သတင်းလုံရန်အတွက်လူအများစိတ်ဝင်စားလောက်သောစိတ်ကူးသည်အမြင်သည့်အချက်လက်သည့်တစ်ခုခုကို စာအုပ်စာနေစဉ်ရေဒီယိုရုပ်သံနှင့်အခြားနည်းလမ်းတစ်ခုခုမှာဖြန့်ချီခြင်းမြေပထမအဆုံးစတင်ရမယ်။အဒီလိုဖြန့်ချီရမှာပရိသတ်အများဆုံးထံသို့ရောက်ရှိနိုင်သည့်နည်းလမ်းကိုအသုံးချခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။ မိမိအခြေအနေနဲ့သတင်းမျိုးစာကိုလိုက်၍သတင်းပုံစံမျိုးမျိုးကွဲပြားနိုင်ပါတယ်။ကိုကိုကိုကြောင်းညာသောသတင်းမျိုးတော့မဖြစ်ပါစေနဲ့။သတင်းတစ်ခုကိ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 ုကြောင်းညာခြင်းသည်စီးပွားရေးကြောင်းညာဖြစ်၍ကြောင်းညာကပတ်စံရပါတယ်။ယခုအခါစီးပွားရေးလုပ်ငန်းများစွာရာအမျက်ဆွန့်ရလူရေးအတွက်တမ်းမများစွာကုန်ကြခန်းကမိမိတို့၏ကုန်ပစ္စည်းဝန်ဆောင်မှုကိုကြောင်းညာနေကြပါတယ်။ ။သတင်းလုံနေပေါင်းများသာရှိပါတယ်။သတင်းလုံချင်းဟာမိမိကုန်ပစ္စည်းဝန်ဆောင်မှုနဲ့ကုမ္ပဏီတို့ကိုပြည်သူလူထုကဇွဲလန်းနဲ့တက်လာအောင်ရုပ်ပုံလွှာဖော်ဆောင်ခြင်းဖြစ်ပါတယ်။အများဆုံးတတိပြည်အတွက်ဤလုံရဟာအမှန်ပင်လိုအပ်သည်။သို့သောအောင်မြင်ကြကြကြီးပွားချမ်းသာလို့လည်းလူမသိအောင်လုပ်နေလို့တော့လုံးဝကိုမဖြစ်နိုင်ပါဘူး။အဲဒါကြောင့်အောင်မြင်ကြကြကြီးပွားချမ်းသာလို့လည်းသတင်းလုံပါ။ဆွေးနွေးညီနိုင်ခြင်းအတတ်ပညာ တဦးနဲ့တဦးဆွေးနွေးညှိနှိုင်းပွဲတွင်အပြန်အလှန်ညှင်းခုံရန်တွေ့ကူတဲ့မညှင်းခုံမဲအပေးယူမြတ်မြားဆွေးနွေးညှိနှိုင်းရန်ခက်ခဲတဲ့ရင်းငတ်လျင်ဒေါသဝင်လာတဲ့ရန်ညိုးဖွဲ့ခြင်းလာတဲ့ဆွေးနွေးညှိနှိုင်းရမှာသဘောမတူလို့လျင်သဘောမတူရန်ဖြစ်တဲ့သဘောတူလို့လျင်သဘောတူရန်ဖြစ်တဲ့ဆွေးနွေးညှိနှိုင်းရတွင်တစ်ဖက်နဲ့တစ်ဖက်သဘောကွဲလွဲမှုမပေါ်ပေါက်စေရန်၁သဘောတူပါ၂ ပြပြဝဝသဘောမတူနိုင်ရင်သဘောတူနိုင်ပြီချက်များကိုတိုးချဲ့ဖြည့်ဆွဲရွေးဆွေးနေပါ။အင်းဒီဖြစ်သဘောမတူသည့်ကွာဟာချက်အကျဉ်းသွားနိုင်ပါတယ်။၃အဖွဲ့အစည်းကိစ္စများနဲ့ပတ်သက်ပြီးပေကတ်ညင်းခုံမနေပါနဲ့။ဒေတိုးကြီးဘယ်တော့မှမငင်းပါနဲ့။တွယ်ဝိုက်သောနည်းလမ်းများကိုပြရဖြစ်ပြောင်းလဲသုံးပါ။၄စိတ်ဝင်စားစွာနှုတ်ပိတ်နားထောင်ပါ။ငါမိမိကတကယ်လက်ခံနိုင်နေစိတ်ပါလက်ပါသဘောတူလက်ခံလိုက်ပါလိုအပ်ရင်မိမိထင်မြင်ချက်ကိုထပ်ပြေးပါ ။သို့သောမလိုအပ်သောအသေးအခွာကိစ္စတွေတော့လည်းစကားကြောရှိမနေပါနဲ့။၆မိမိနေဖြင့်လုံးဝသဘောမတူနိုင်လေမိမိသဘောတူနိုင်သောအချက်အားလုံးကိုစိတ်ရှည်လက်ရှိရှင်းပါစိတ်ပါလက်ပါတင်ပြပါမိမိတစ်ဖက်သားဤသဘောမတူချက်ကိုပြန်မေးသောမေးခွန်းပုံစံဖြစ်တာတင်ပြပါရှင့်ဘယ်ချိန်နေရမဆိုအများလက်ခံထားသောအချက်ကိုပြန်ပြောင်းတင်းတင်းမဆန်ခြင်းမနဲ့ပုဂ္ဂိုလ်ရေးထိတ်တိုက်တိုးခြင်းမျိုးကိုအမြဲရှောင်ပါရှင့် မိမိကသဘောမတူနိုင်သည့်တိုင်အောင်တစ်ဖက်သားဘက်ကရက်ပါတစ်ဖက်သားရဲ့အမြင်ကိုအလေးနက်ထားကြောင်းတစ်ဖက်သားတည်ပါစီစေကောင်းစေတနာထားခြင်းဟာနမဲကောင်းနဲ့တူပြီးအပြောဆိုအမူအရာမျိုးမျိုးဖြင့်ထူထောင်ယူရပါတယ် တစ်ချက်ကလေးမှားလိုက်ရင်ပျက်စီးသွားနိုင်ပြီအဲ့ဒီအတွက်ကြောင့်စိတ်ကောင်းစေတနာကောင်းမပါပဲနဲ့ဘာစကားမှမပြောပါနဲ့ဘာစာမှမရေးနဲ့ဘာအလုပ်မှမလုပ်ပါနဲ့စိတ်ကောင်းမြဲထားပါစိတ်ယုံပဲတော့မှမထားပါနဲ့သဘောတူရင်ညှိနိုင်မှာသဘောမတူရင်မညှိနိုင်ပါနဲ့ဒီနည်းဖြင့်အမြဲဆုံးသတိဖြစ်လာပါလိမ့်မယ်ရာသီဥတုပြောင်းမှာချိန်နေကောင်းမယ်ရာသီဥတုပြောင်းရင်ရာသီဥတုအတွင်းရှိသက်ရှိအားလုံးပြောင်းလဲပြီး သမိုင်းမတင်ခေတ်ကအီယမတော်ဝရာကြီးများသည်အချင်းချင်းအပြင်းထန်တိုက်ခိုက်ကြသည့်တိုင်အောင်မတည်နိုင်ကြ။ထို့သောရာသီဥတုပြောင်းလဲသွားတဲ့အခါမှာထို့အီယမတော်ဝရာကြီးများသည်ရာသီဥတုပြောင်းလဲမှုတန်ကိုကြံကြံမခံနိုင်ကြတော့ပေ။သူတို့သည်အစ်စ်ပြောင်းလဲလာသောရာသီဥနှင့်လိုင်လျောညီထွေတိုင်းကအသက်ရှင်နိုင်ကြပြီ။ဒါမှမဟုတ်ရင်မျိုးပြိုယုံမှတပါအခြားမရှိတော့ပါ။ယခုခေတ်လူသားတို့၏အခြေအနေသည်လည်းသမိုင်းမတင်မီခေတ်ကအေယာမတတော်ဝါကြီးများ၏အခြေအနေနှင့်အတူတူပင်ဖြစ်ပါတယ်။ လူသားသည်မြေကပိုင်းရာဒီယူလူကိုမပြောင်းလဲနိုင်မိမိပြောင်းလဲလိုသောနေထိုင်အောင် စိတ်ခံစားမှုရသည်ဟုသူကပြောင်းလဲရမယ်ဖြစ်ပါတယ်။မိတ်ဆွေသည်စိတ်မချမ်းသာသော အန္တရာယ်ရှိသောအခြေအနေမျိုးနဲ့ရင်ဆိုင်ရတဲ့အခါစိတ်ခံစားမှုရသည်ဟုလူလည်းမကောင်းတော့ပါ။စိတ်တုံမဲ့ဒေါသထွက်မဲ့ရံပြူခြင်းပဲမကောင်းသောစိတ်ခံစားချက်များသာဖြစ်ပေါ်လာပါမယ်။ရံမလိုပါနဲ့ရံပြူလိုစိတ်ကိုနှင်ထုတ်ပစ်လိုက်ပါ။ထိတ်တရံပွဲကိုနိုင်ရန်ကျိုးဆိုင်မိစာစိတ်ခံစားမှုရသည်သူကိုသာပြောင်းလဲပါဒေါသကိုထိမှအင်းငိမ့်သောစိတ်ကိုမွေပါ ။သဘာဝလောကတွင်ပကတိတည်ငြိမ်နေသောရာသီဥတုမှာပြင်းထန်သောမုန်တိုင်းကြီးမတည်ရှိနိုင်မှာအဲ့ဒီသဘောတရားဟာလူလောကအတွက်လည်းမှန်ကန်ပါတယ်။လူကြောင့်မိတ်ဆွေသည်ခေါင်းဆောင်တော်မူဖြစ်လို့လျင်ဒေါသမုန်တိုင်းနဲ့ရံမြူလိုစိတ်မရှိသောစိတ်ခံစားမှုရာသီဥတုကိုဖန်တီးပေါ်ဆောင်နိုင်ရမယ်။ရံဘတ်ကိုအနိုင်တိုက်စရာမလိုပဲနဲ့စိတ်ခံစားမှုရာသီဥတုကို ပြောင်းလဲရန်သာလိုပါတယ်။ မိမိကကြေအေးသောနားလေသောပူပေါင်းလိုသောစိတ်စေတနာကောင်းသောစိတ်ခံစားမှုရသည့်လူကိုဖန်တီးနိုင်ရင်ရသူဘက်ကလည်းရသည်ဥလူပြမီမိတ်ဆွေဖြစ်လာပါလိမ့်မယ်။ဤသည်ဖြင့်အကောင်းဆုံးနည်းပင်မဟုတ်ပါသေးလား။ပြဒနာဖြစ်ရှင်နိမိတ်ဆွေ၏ကိုရေးကိုယ်တိုင်ပြဒနာများကို ဖြစ်ရှင်နိုင်ရင်လည်းတထေဖြစ်နိုင်ပါသည်။ အခြားသူများ၏ပြဿနာများကိုဖယ်ရှင်းပေးနိုင်နေလေတတိဖြစ်နိုင်တယ်။အဲ့ဒီကိစ္စဟာတင်းတလောက်တော့မခတ်ပါဘူး။လူတိုင်းလိမ့်နိုင်သောကိစ္စဖြစ်ပြီးအောင်မြင်သူပေါင်းများစွာလိုလည်းလုံနေကြပါတယ်။လိုအပ်သည်မှာအောက်ပါအတိုင်းဖြစ်ပါတယ်။မည်သည့်ပြဿနာပင်ဖြစ်စေဖြေရှင်းသည့်မှာအချိန်အားဖြင့်အတူတူပင်ဖြစ်ပါတယ်။အောင်မြင်သောပြဿနာဖြေရှင်းသူများထံမှလေးလာစီပူနိုင်မယ်။အခြားသူများ၏ပြဿနာများကိုဖြေရှင်းပေးခြင်းဖြင့်တန်တွဲတည်ထည်ခြင်းဖြစ်နေသူပုဂ္ဂိုလ်တအုပ်ထံမှ ဒုက္ခပြင်းရှင်ခြင်းအခြေခံသဘောတရားကိုလေ့လာကြရအောင်သူနာမည်ကစတန်လီအာနိုသူ၏ပြဿနာဖြေရှင်းသည့်တော့ချက်ကတော့ပြဿနာတိုင်းတွင် သူ့အထက်၌အဖြေပါပြီးသားဖြစ်ပါတယ်။အဲ့ဒီစကားဟာအရှမ်းကိုမှန်ပါတယ်။ပြဿနာတိုင်းဖြေရှင်းသည်ဟာသက်ဆိုင်ရာပြဿနာတွေတွင်ပါလာပြီးဖြစ်ပါတယ်။ဥပမာအဆောင်တစ်ခုတွင်ဘုံတလုံးတွေ့သောအခါဆနတ်တန်ကိုဖြုတ်ရန်ဘုံရှာဖွေရေးတပ်ဖွဲ့ကိုခေါ်ရတဲ့ဘုံဆနတ်တန်ဖြုတ်ခြင်းဟာဘုံထက်ရှိကရိယာကိုဖြုတ်ပြခြင်းဖြစ်သည့် စနတန်ကိုဖြောက်ဝပြင်းရင်ပုံပါခွဲပြီးအများကြီးပျက်စီးနိုင်တဲ့အတွက်ကြောင့်စနတန်ကိုဖြောက်ပြီးတဲ့အခါမှာကြံစိတ်ပိုင်းများဟာဘာမှအန္တရာယ်မရှိတော့ပါအဲဒါကြောင့်ပြဿနာတစ်ခုဒီလဲဘုံတစ်လုံးနဲ့တူပြီးအများကြီးအကျိုးယုံနိုင်ပါတယ်ခွာခြားချက်မှာဘုံကိုစနတန်ဖြောက်ရပြီးပြဿနာကြတော့အရှုပ်ထွေးကိုဖြေရှင်းရတာဖြစ်ပါတယ်ရလမှာအတူတူပါပဲ ယတနာတစ်ခုတွင်ဒုက္ခပေးနိုင်သောအပိုင်းအားရှုပ်ထွေးသောအပိုင်းဖြစ်ပါတယ်။ရှုပ်ထွေးနေသောအပိုင်းကိုဖြည့်ရှင်းပြလိုက်တဲ့အခါမှာကြံအပိုင်းများကိုလိုအပ်သလိုအကျိုးရှိရှိတုံးချသွားရန်ရှိပါတယ်။အချက်လေးချက်ရှိပါတယ်။တည်ချက်အနေနဲ့ပြဿနာတိုင်းကိုရှင်းလင်းသွားနိုင်သောပြည်သည်သဆိုင်ရာပြဿနာတွေတွင်တရှိသည်ကိုသိပါ။နေပထမဦးစွာပြဿနာကိုဖြည့်ရှင်းပါ။ဤနည်းဖြင့်ရှုပ်ထွေးနေသောအရာများရှင်းလင်းသွားပြီးစိတ်တကြခြင်းဆုံးရှုံးခြင်းတို့မှာကင်းဝေးသွားပါလိမ့်မယ်။ 3ပြဿနာတရက်ကိုဖြေရှင်းပြီးတော့ကတိကျစိတ်ပိုင်းများကိုသိပ္ပံပညာရှင်တဦးကဲ့သို့ဓမ္မတိုက်ထန်ကြကြပြီးစစ်ဆေးသုံးသပ်ပြီးအကျိုးရှိအောင်သုံးချပါ၄လူပေါ်မှာဟူသည့်ပြဿနာများကိုဖြေရှင်းနေရသော ဖြစ်စဉ်ကြီးဖြစ်ကြောင်းနားလည်ပါမေဆွေသည်မိမိ၏ပြဿနာများနှင့်အခြားသူများ၏ပြဿနာများကိုအောင်မြင်စွာဖြေရှင်းနိုင်ရန်အငြင်းဆုံးတတိဖြစ်လာမှာကျင့်တည်ပဲဖြစ်ပါတယ်။အများ၏အကူအညီကိုရယူပါ။ ိုတယောက်တည်းနဲ့တော့အောင်မြင်မှုမရနိုင်ပါဘူးအဲဒီစကားဟာရှေးရိုးစကားဟောင်းဖြစ်ပါတယ်ဒါပေမဲ့ရှေးရိုးစကားဟောင်းဖြစ်တော့လေအမြဲတမ်းပန်ကန်တဲ့စကားဖြစ်ပါတယ်မိတ်ဆွေဟာကိုချစ်တော်နဲ့ကိုလျှောက်တိုင်းထင်တယ်လို့ခရီးမရောက်နိုင်ပါဘူးအောင်မြင်ရေးအတွက်အခြားသူများရဲ့ကူညီကိုမလွဲမသွေလိုအပ်ပါတယ်အဲဒါကြောင့်ကျင်းသိပါအောင်မြင်နည်းများမှာ မိမိအားကုညီနိုင်မည့်ပုဂ္ဂိုလ်အလုံးကိုစည်ရင်ချ၍ရည်ခြင်းဖြစ်ပါတယ်။ပုဂ္ဂိုလ်တည်တည်ဤနာမည်ပေးရင်ဖြစ်စေ၊အတွင်ဖြစ်စေထိုပုဂ္ဂိုလ်ကိုပေးနိုင်မည့်အကူအညီမျိုးစားကိုရေးပါ။အဲ့ဒီစည်ရင်ကိုလက်ဆွဲထားပြီးမိမိလိုချင်သောအကူအညီကိုသက်ဆိုင်ရာပုဂ္ဂိုလ်များထံတွင်တောင်းခံပါ။အကူအညီတောင်းခံရာတွင်ရင်ကျေးစွာ၊ပွင့်လင်းစွာ၊ပျော်လင့်စွာအမြဲတောင်းခံပါ။မိမိအားကုညီပေးနိုင်မည့်ပုဂ္ဂိုလ်အလုံးကိုစည်ရင်ချရေးပြီးနောက် ိမိတောင်းခံလိုသောအကူအညီကိုပုဂ္ဂိုလ်တဦးချင်းထံတွင်ပြင်းကျေးစွာပွင့်လင်းစွာမျှော်လင့်စွာတောင်းခံနည်းဖြစ်ပါသည်။မိမိနေဖြင့်တင်းတင်းလျောက်ပတ်စွာတောင်းခံတတ်လျှင်အများစုကအကူအညီပေးကြလိမ့်မယ်။ဤနည်းဖြင့်မိတ်ဆွေဟာဤနည်းကိုမကျင့်သုံးမိထက်အများကြီးကိုတိုးတက်လာပါလိမ့်မယ်။ မိတ်ဆွေဤမန်းချက်ဘလောက်ပဲတန်မှုရှိရှိမိတ်ဆွေဘလို့ကောင်းကောင်းအချို့ပုံပုံများကကိုညီပေးရင်ညင်းဆန်ပါလိမ့်မယ်ညင်းဆန်တော့လဲတစ္ဆက်ကလေးမှစိတ်တက်မကြပဲအဲ့ဒီလူရဲ့နာမည်ကိုစရင်မှဖဲ့ထုတ်ပြလိုက်ပါအခုညီရနိုင်မြဲဟူထင်ရသောအခြားပုဂ္ဂိုလ်နေရာရင်နာမည်များကိုထပ်ပေးလိုက်ပါအဲ့ဒီနည်းဟာကိုတယောက်တည်းလုံချင်တဲ့အများကြီးပူပြီးထိရောက်တော်နည်းဖြစ်ပါတယ်အခုညီပေးတဲ့ပုဂ္ဂိုလ်တွေပုံရိပ်များလေးလေးအောင်မြင်မှုလည်းပုံရိပ်များကြီးမားလာလေးပါ ိုရမြန်ဆန်ပြီးတနည်းဆိုရရင်ပိုရမြန်မြန်ပိုရမြန်များကြီးပွားလေးပဲဖြစ်ပါတယ်။ဘလို့လို့လို့ဖြစ်နိုင်တယ်လဲ။အရာရာတိုင်းကိုတိုးတက်ပြုပြင်ရရနိုင်တယ်။အရာရာတိုင်းကိုတိုးတက်ပြုပြင်ရမယ်။တိုးတက်မပြုပြင်ရင်ခင်မီတိုးတက်မှုရှိသောကြောင့်ပြောင်းလဲပြင်ဆင်ခြင်းကိုဆက်ရောက်ရပါမယ်။ဒီတခုခုကိုတိုးတက်ပြုပြင်ရင်ဖြစ်နိုင်မှာမလားဟူ၍ဘယ်တော့မှမမေးပါနဲ့တခုခုကိုဘလို့တိုးတက်ပြုပြင်နိုင်မှာလဲဟူ၍အမြဲတမ်းမေးပါ ဘလို့တုတ်တက်ပြုပြင်နိုင်တယ်လဲဟူ၍မိကုန်ထုတ်ကြည့်ပြီးဘလို့လုံးလို့ဖြစ်နိုင်တယ်လဲဟူ၍နီလန်းရှာပွေပါတစုံတယောက်ကတုတ်တက်ပြုပြင်ရနိုင်သောကုန်ပစ္စည်းတွေနီးစနစ်စီမံကိန်းဝန်ဆောင်မှုအရာဝတ္ထုတွေနဲ့ပြည့်နှံ့နေပြီးအဲ့ဒီအရာတွေကိုမိတ်ဆွေကောင်းအောင်တုတ်တက်မပြုပြင်နိုင်ဘူးလားနီးစနစ်ကိုတည်လျင်မိတ်ဆွေလည်းတုတ်တက်ပြုပြင်နိုင်ပါတယ်အဲ့ဒီနီးဟာကျင်းသေးပေါအမြန်ဆုံးတစ်ထည့်ဖြစ်နေတဲ့နည်းဖြစ်ပါတယ် ကိုကိုကိုလှအောင်ထုတ်ဖို့ပါကုန်ပစ္စည်းတွေဈေးကြီးလေလူတိုင်းပင်ညီကြတယ်ဈေးကြီးရခြင်းဒီကအကြောင်းတည်းရမှာထုတ်ဖို့စီကြီးသောကြောင့်ဖြစ်ပါတယ်ကုန်ပစ္စည်းတစ်ခုကိုတေသက်လှပခင်ပြီးတော့အထောက်အပံ့ပလင်စသည်တို့ဖြင့်ထည့်ပေးမှသာ လူတွေကလည်းတမတ်တမောဝယ်ကျင်ကြတယ်။အဲဒါကြောင့်ယနေ့ခေတ်တွင်ဘဲကုန်ပစ္စည်းမဆိုဝယ်သူကိုဆွမ်းဆောင်နိုင်သောထုတ်ပို့မှုမပါရင်ဈေးကွက်တွင်နောက်ကောက်ကြမီမှသိကြပါရစေ။လူတွေအတွက်ရေးကြည့်သောသင်ငန်းစာတစ်ခုပေါ်လာတဲ့တခြားမဟုတ်ပါလူတွေဝယ်ကျင်အောင်ကုန်ပစ္စည်းကိုလှလှပပထုတ်ပို့ရသလိုဘဝတွင်အောင်မြင်မှုရလို့သူတည်လဲကိုကိုကိုလှအောင်ထုတ်ပို့ရမည်ဟူသောသင်ငန်းစာပဲဖြစ်ပါရစေ။ ဖိတ်စေသည်ဘဝတွင်အောင်မြင်မှုရရှိနိုင်အောင် ကိုကိုကိုဘလို့ထုတ်ပေါ်မှာပါလဲမျိုးတွေကမိတ်ဆွေကိုကြည်လင်မိတ်ဆွေဤပညာဉာဏ်မိတ်ဆွေဘဟုတုတများကိုပထမဆုံးမြင်လိမ့်မည်မဟုတ်မိတ်ဆွေဤထုတ်ပေါ်မှုကိုသာပထမဆုံးမြင်ကြလိမ့်မယ်မိတ်ဆွေဤထုတ်ပေါ်မှုဆိုသည်မှာမိတ်ဆွေဤရုပ်တင်တယ်ဖြစ်ပါတယ်မိတ်ဆွေကကိုရင်ချင်းကိုထုတ်ပြရင်ဘလောက်ပင်စူးစမ်းစူးစမ်းလူတွေကမိတ်ဆွေဤပြင်ပရုပ်တွင်ကိုသာပထမဆုံးမြင်ကြပါတယ် အထက်ကဆိုခဲ့သောကုန်ပစ္စည်းထုတ်ပုံမှုကိုပြန်တွေးကြည့်ပါ အတွင်းပစ္စည်းဘလောက်ကောင်းကောင်းအပြင်ထုတ်ပိုးပလင်းပေါ်ဘူးပေါ်မလားမပါမတတ်မရဖြစ်လို့ရှင်ဝယ်သူတွေကလည်းမဝယ်ပဲပြန်လာသူတွေတပုံချင်းရှိပါတယ်ဆိုလိုတာကလူတယောက်ဖို့အောင်မြင်မှုရရှိရန်ပြင်ပဟန်ပန်ကအရေးကြီးပါတယ်မိတ်ဆွေနေဖြင့်အခြားသူများနဲ့စကားမပြောရသေးခင်မိတ်ဆွေပြင်ပရုပ်တင်ကိုကြည့်ရတာကဲခတ်ဆုံးပြကြတယ်စိတ်ပညာရှင်များသည်ရုပ်ပုံဝါတီထောက်မှုအကြောင်းကိုသူတည်တနာပြုလေ့လာရတယ်လူတယောက်ဤပြင်ပရုပ်ပုံဝါသည် အခြားသူများ၏မသိစိတ်တွင်နက်နက်ရှိုင်းရှိုင်းဆွဲထင်ကြံရင်နေသည်ဟူသောအချက်ကိုသိရှိရပါသည်။မိတ်ဆွေရင်တွင်ကိုလုံးပေါ်မှန်ကြီးရှိပါသလား။ရှင်လျင်မှန်နေတွင်ကိုရုပ်ကိုပြန်ကြည့်ပါ။မက်ဆီနဲ့မကြည့်ပါနဲ့အခြားသူကြီးမက်ဆီနဲ့ကြည့်ပါအခြားသူကမိတ်ဆွေကိုကြည့်သလိုကြည့်ပါမိတ်ဆွေအလုံးရှင်လူပေါ်ကိုင်းပန်းမိတ်ဆွေပေါင်းတဲ့အင်းကြီးချင်းများကြီးမက်ဆီတွေတော့မဟုတ်စိတ်တွေတွေမိတ်ဆွေကိုဘလို့မြင်နိုင်တယ်လဲဟူသောအကြည့်ရုပ်ဖြင့်ကိုကိုကိုပြန်ကြည့်ပါမိတ်ဆွေအောင်မြင်မှုအတွက် ။ကိုညင်ပေးနိုင်သောပုံကုံများအမြင်ပြကြည့်ပါ။မိတ်ဆွေသည်အောင်မြင်မဲ့ရုပ်သွင်းပေါက်ရဲ့လား။အရေးပါသည့်လူစားမျိုးနဲ့တူရဲ့လား။မိတ်ဆွေအားအမြဲဆုံးသတိပြုအားကိုညင်နိုင်မဲ့ပုံကုံတွေက လေးစားသောထင်ကြီးသော ရုပ်သွင်းမျိုးရှိရဲ့လား။ရှိရင်မိတ်ဆွေအမြဲဆုံးသတိဖြစ်နိုင်ပါတယ်။မရှိရင်ရှိအောင်လုပ်ပါအမြန်ဆုံးတတိဖြစ်လာပါလိမ့်မယ်မြစ်ကိုဖြတ်ပြီးရင်လေကိုထပစ်ခဲ့ပါ အောင်မြင်မှုပြိုင်ပွဲကိုဆင်နွှဲတော့ခါအတုံးမဝင်မလို့အတုံးအရာများဖြင့်ပုဂ္ဂိုလ်ကိုဝင်မပြီးပါစေနဲ့အတွေ့အကြုံရှိသောခရီးသည်ပုဂ္ဂိုလ်ပါပါခရီးသွားခြင်းရဲ့အာတာချက်တွေကိုကောင်းကောင်းနားလည်ပါပါမြေကိုဖက်ကျော်ပြီးလျှင်လှေကိုထားပြခဲ့ပါဟူ၍ရှိသူစကားလေးရှိပါတယ်မြေဟူဒီမှာမိတ်ဆွေအောင်မြင်မှုခရီးလမ်းတွင်အဟံတားကြီးတစ်ခုဖြစ်ကြောင်းတွေ့ကြည့်လိုက်ပါအဲ့ဒီမြေကိုဖက်ဖို့ဖက်ကျော်ရတဲ့မိတ်ဆွေလေးဒီအလွန်ရေးပါပြီးအလွန်တန်ဖိုးရှိပါတယ် မြေကိုဖြတ်ကျော်ပြီးသောအချိန်မှာမိတ်ဆွေလေးသည်နောက်ထပ်ပါမှအသုံးမကျတော့လေးတံမိုးဘလောက်ပင်ရှိရှိမြေကိုဖြတ်ကျော်ရရင်ဘလောက်ပင်သုံးဝင်ဝင်အရင်လေးဟာမိတ်ဆွေတို့ဘာမှအသုံးမဝင်တော့ပဲဝင်ထုတ်ဝင်ပူကြီးတစ်ခုသားဖြစ်နေပါတော့တယ်ထို့ကြောင့်မြေကိုဖြတ်ကျော်ပြီးရင်လေးကိုထပစ်ခဲ့ပါအရာဝိတုတွေကလူပေါ်များကြီးစိုးမိုးချုပ်ကိုက်တတ်ကြပါတယ်။လောကတွင်အသုံးမဝင်တော့တဲ့အရာဝိတုများသည်လူတွေတက်ဝင်ထွက်ဝင်မှုဖြစ်လာတဲ့ရုပ်နေရာကိုလည်းယူရဲစိတ်နေရာကိုလည်းယူရဲအသုံးဝင်သော ရာဝတ္ထုများ၏နေရာကိုဝင်ယူတော့ကြအောင်ရုံနေရာကိုယူတဲ့အရာကြောင့်စိတ်ငြိမ်ရပါတယ်။အေးမကြည့်တော့တီးဖွဲ့ရာဝတ္ထုတွေတော့ကလေးဆန်းဆန်းဆွဲလန်းကြည့်နေတော့ဖြစ်တယ်ကို ထားလိုက်ပါ။အတုံးမကြတော့တဲ့အတိတ်ကဝင်ထုတ်ဝင်ပိုးတွေတပုံတပင်ကြီးကိုတရွတ်တိုက်ဆိုရင်ဘဝခရီးလမ်းကိုမလျှောက်လမ်းပါနဲ့။လွန်ခဲ့သောနှစ်ပေါင်းများစွာကစူးစောင်းထားခဲ့သောအတုံးမဝင်မလိုအပ်သောသည့်ပစ္စည်းများကိုစွန်ပြစ်လိုက်ပါ။သူကကိုရောစိတ်ပါပေါ်ပါသွားပါလိမ့်မယ်။ ှမ်းလက်သွားပါလိမ့်မယ်မလိုအပ်တာတွေကိုစွန်ပြစ်လိုက်ပါဘဝကိုရှင်းရှင်းလင်းနေပါ မရှုပ်ထွေးအောင်နေပါအတုံးမဝင်တော့တဲ့မလိုအပ်တဲ့အာလုံးကိုစွန်ပြစ်ခြင်းဖြင့်စဉ်လုံးကျော်ဘဝပြင်အောင်ဖန်တီးပါကိုကိုကိုအရာဝိတ္ထုများကြီးစိုးမိုးအောင်ချင်မှုအောင်မှလွန်မြောက်အောင်လုပ်ပါမြေကိုဖျက်ကျော်ပြီးလှေကိုထားပြစ်ခဲ့ပါ ဘဝရဲ့ကြေကျော်မဖြစ်ပါစေနဲ့ဘဝသည်ဟင်းလင်းချမ်းသာခြင်းကိုတိမခန့်မိတ်ဆွေသည်မိတ်ဆွေဘဝကိုဒိဗယ်ရှိသောတန်မိုးရှိသော လုံရများဖြင့်ဖြည့်လင်းပြီးမဖြည့်လင်းကံကြမ္မာကမိတ်ဆွေဘဝကိုပြဿနာတွေဒုက္ခတွေတပုံကြီးဖြည့်ပေးလိမ့်မယ်မိတ်ဆွေသည်မိတ်ဆွေဘဝကိုမိမိစိတ်ကြိုက်လုံရများနဲ့ဖြည့်ဆွတ်ခြင်းဖြင့်စီမံခန့်ခွဲမှုပြုလင်းပြုမပြုလင်းဘဝကမိတ်ဆွေရာအခက်အခဲတွေဒုက္ခတွေပင်လယ်ဝင်နေသောကြေကျော်ဖြင့်ဖြန့်တီးပါလိမ့်မယ် ဘဝသည်ဟင်းလင်းချမ်းသာခြင်းကိုတိမခံသောကြောင့်ဖြစ်ပါတယ်မိတ်ဆွေဘဝကိုမိတ်ဆွေဖြစ်ခြင်းသောအရာတွေနဲ့ဖြည့်လင်းဖြည့်မဖြည့်လင်းဘဝကမိတ်ဆွေကိုတန်ခတ်လိုက်မယ်မိတ်ဆွေသည်သူများချမ်းသာခဲ့သောအကြံကိုသာရပြီးဘဝကိုစီမံခန့်ခွဲတတ်သူများ၏အရှံဘယ်စားတော်ဘယ်မှာစားခြင်းစားကြံကိုခံစားရပါလိမ့်မယ်မနှက်ပြန်ကိုမနှက်ပြန်နေရပါပဲထားပါဟူ၍စကားပေါင်းတစ်ခုဖြစ်ပါတယ် ။ဤစကံပုံတိုင်းမိတ်ဆွေလိုက်နာကျင်းသုံးတင်နဲ့မိတ်ဆွေသည်မနှက်ဖြံကိုမနှက်ဖြံနေရာတွင်မထားဘဲယနေ့နေရာသို့ဆွဲယူလိုက်မနှက်ဖြံ၏ပြဿနာများသည့်ယနေ့ပြဿနာဖြစ်လာပြီးအလုံးဝင်ထုတ်ဝင်ပေါ်အားလည်းနှစ်ဆတိုးလာပါလိမ့်မယ်။ တချိန်မှာတနေ့သားနေပါဟူသောစကားဟာကဘာကျော်သမားတော်ကြီးဒေါက်တာဝီလျံအော်စလာ၏ကဘာကျော်စင်ညွန်စကားဖြစ်ပါတယ်။မိတ်ဆွေလည်းထိုစင်ညွန်စကားအတိုင်းလိုင်နာကျင်သုံးလေးဘဝကိုအောင်မြင်စွာစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။သမားတော်ကြီးကဆက်လက်၍ယမန်လေးကဝင်းထုံနဲ့ပေါက်ဆက်ပြီးမနက်ပြန်ဝင်းထုံကိုယနေ့သို့တည်ယူလာရင်အမြန်ဆုံးလူပင်အလွန်နှေးကွေးသွားပါမယ်လို့တတိပေးခဲ့ပါတယ်။ ိုကိုကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝင်ထွက်ဝင်ပိုးမပြီးပါစေနဲ့ဝင်ထွက်ဝင်ပိုးမပြီးစေရန်ဘဝကိုစီမံခန့်ခွဲပါဘဝကိုစီမံခန့်ခွဲရန်အချိန်နဲ့ကိုစီမံခန့်ခွဲပါအချိန်မှာတနေ့တာနေပါတနေ့တာပြဿနာကိုလူတိုင်းဖြေရှင်းပါမြင်မြမင်းလေးလံသည်ဖြစ်စေလူတိုင်းသူ၏တာဝန်ကိုညှဉ်းနှံသည်တည်ထန်နိုင်ပါတယ်မြင်မြမင်းခက်ခဲသည်ဖြစ်စေလူတိုင်းသူ၏အလုပ်တနေ့တာကိုလုပ်နိုင်ပါတယ်တနေ့တာလုပ်ဟာဘလောက်ပင်ညှိငွေစရာကောင်းကောင်းမိတ်ဆွေအားဖြည့်စီရမလုံနိုင် အဲဒါကြောင့်အစိုးဆုံးယနေ့ဒီမနက်ဖြန်ရောက်နေပျောက်ကွယ်သွားလိမ့်မည်ဟုပြောခဲ့ပါတယ်အကျဉ်းတော့မနေ့ကရနေခဲ့တယ်ယနေ့လည်းယနေ့နိုင်ပါတယ်မိတ်ဆွေလည်းယနေ့နိုင်တယ်မိတ်ဆွေဘဝကိုနေ့ရက်ခွဲခြား၍လုပ်ကိုင်းရင်အဆစရရအဆင်ပြေလာပါလိမ့်မယ်တနေ့စီကိုနိုင်ရီအပြည့်ခွဲခြားပါတနေ့ရီစုပ်ကိုအာရုံစရီလုပ်ပါနှစ်ချိန်မှာတနေ့ရီလုပ်ပါဤနေ့ဖြစ်အချိန်ကိုထိန်းချုပ်နိုင်လာပါလိမ့်မယ်အချိန်ကိုထိန်းချုပ်ခြင်းအချိန်လိုက်လို့တော့အလုပ်ကိုထိန်းချုပ်ခြင်းဟာဘဝကိုထိန်းချုပ်ခြင်းပင်ဖြစ်ပါတယ် ်အချိန်ဒီဘဝဖြစ်သောကြောင့်ဘဝကိုထိမ့်ချုပ်နိုင်ရင်ထိမ့်ချုပ်မထိမ့်ချုပ်နိုင်ရင်ဘဝရင်ကြေကျွန်ဖြစ်လာပါမယ်အချိန်ကိုလှုပ်ဆောင်နိုင်သောနိုင်ရင်ပိုင်းကလေးများဖြင့်ခွဲခြားရင်မိတ်ဆွေသည်အချိန်ကိုထိမ့်ချုပ်နိုင်ပြီးစီမံခန့်ခွဲနိုင်လာပါလိမ့်မယ်ဒီဒီမှာခွဲချမ်းစိတ်ပြအောင်မြင်ရစိတ်သေးပေါင်းကြီးဖြစ်ပါတယ်။ဒီမိအေးစိတ်ဝင်စားမှုများကိုတစ်ချိန်မှာတဏှာရင်တွင်ထိန်းဆုပ်ထားပြီးပြဿနာများကိုဖြေရှင်းမှာတဏှာရင်သာလောက်ပါ ဟတိတ်ကပြည့်ရများနဲ့အနာဂတ်အတွက်မျော်မှန်းချက်များဝေရောက်မနှောက်ရှက်စေပါနဲ့မိတ်ဆွေသည်တနာယီပြီးတနာယီတနေပြီးတနေ့တပတ်ပြီးတပတ်ထူကြသောကြိုရလည်းများကိုပေးဆွမ်းနိုင်သည့်ထိတိယယအာယုံဆိုင်မှုများကို Bye bye နိုင်နိုင်ရရှိလာပါလိမ့်မယ်။ချိန်ကိုစီမံခွင့်ခွင့်ချင်းပြည့်ရရှိသောထိတိယယအာယုံဆိုင်မှုကိုပိုင်ပြီးဆိုလျင်မိတ်ဆွေအတွက်ကြိုကျေစုတွေအများကြီးရရှိနိုင်လာပါလိမ့်မယ်။မိတ်ဆွေဟာမလွဲမသွေအမြန်ဆုံးတစ်ထေးဖြစ်ကိုဖြစ်လာပါလိမ့်မယ်။